ခင်ကြီးသားပါတယ်အမေတော်စားကြည့်ခင်ဗျာကချင်ပြည်ရဲ့လူသားလူမျိုးစုဖွဲ့ချုပ်ရေးကောက်ပေးအောင်နိုင်ရေးအတွက်အမေမနေဟောပြောပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်။ဒီဘက်ကိုလည်းအင်ဂျမအားရပါတယ်။အားလုံးဒီဘက်ကပြည်သူတွေအရှက်အလွေနဲ့ထိုင်ပေးပါခင်ဗျာ။ မရပါဘူး။လာပြောဟောပြောပွဲလုပ်ဖို့အခက်အခဲတွေအမျိုးမျိုးနဲ့ရင်ဆိုင်ကြရပါဘူးဒီအခက်အခဲကိုကျော်မောင်းနိုင်တာလေဒီမှာ ောင်မှုကြောင့်ဖြစ်ပါတယ်ဆက်ပြီးတော့လည်းဒီကားကိုဒီလိုပဲမောက်ခံသွားကြပါလို့ကျမအနေနဲ့မြစ်တာရောက်ခံပြပါရစေ။ဒီမှာဦးဆုံးမြစ်ကားကိုဒီဟောက်ကိုအားနဲ့ဆက်ဆက်ကိုကြီးကနိုင်ငံရေးအတွက်ရောက်ခဲ့တာကငငယ်တော့ရဲ့အဲ့ဒီမကန်ကျင်တော့ရောက်ခွာတော့ငငယ်လေးလေးရပါ။ဒီဟောက်ကိုအားနဲ့ဆက်ဆက်ကိုကြီးမှာတစ်ခါနောက်တစ်ခါကျမတို့ 2012ခုနှစ်မှာတခါ2012ခုနှစ်မှာတခါဒါကတော့၄ကြိမ်ရောက်ပါတော့မတို့နိုင်ငံရေးရမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လုပ်ငန်းတွေအတွက်ကို၄ကြိမ်ရောက်တော့ဒီစင်းနာကိုရောက်ခဲ့ပါရဲ့ဒီကြိမ်မှာလည်းအခက်အခဲတွေအများကြီးတွေ့ရတယ်ဆိုတော့ချီးကျူးကောင်းတော့မဟုတ်ပါဘူးဒီဘက်ကဒီလာမယ်ဆိုလို့ရှိရင်မလာဆိုရင်လည်းလူတွေကလည်းရှိပါတယ်။ဘာကြောင့်လဲဆိုတော့ ီတော့အဲ့ဒီလိုအဖြစ်ပြက်ကြီးကြီးချင်းအဖြစ်ကျမတို့နိုင်ငံမှာပြောင်းလဲနိုင်ကြပြီဆိုတော့ပြည်ကြီးနားလည်လိမ့်မယ်လို့ထင်ပါတယ်လာလုံးချုံလုံးလုံးချုံချုံနဲ့ဥပဒေပေါင်းအတွင်းကဒီနိုင်ငံမှာဒီဘွားတုတ်တဲ့ခါကိုမြင်ပြပါလေ။ဒီဘွားကတော့ခွဲကြပြီးစိတ်မရှိပါဘူး။ဘယ်အဖွဲ့အစည်းပြဆိုလို့ရှိရင်ဘယ်လိုကောက်ကမဲဆိုတဲ့စိတ်စားမျိုးလုံးဝမရှိပါဘူး။ အာလုံးသမားရဲ့ပြည်သူလူထုကိုဓာတ်တူနေသူအဖွဲ့ရဲတွေပေးဖို့ဆိုတာဟာမျိုးသားဒီမိုကရေစီဖွဲ့ချုပ်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ဒီတော့ဒါဒီမှာပြည်သူတွေမှာအစ်မတော်မကောင်းတဲ့ရင်လေးတူရှိပါတယ်။ပြိနေလေလေပေါ်ပြီးတော့ထောက်ခံနေလေပဲဆိုတော့ကျွန်တော်ယူနေရတာ။အဲဒါကျွန်တော်အဖွဲ့ချုပ်ကိုအမျိုးပြ ပေါ့နော်မတမာတဲ့နီးနေနဲ့တက်ခိုင်နေတာကပ်ပနေတာအဲ့ဓာတွေကိုရတရတပါလို့ဘာမှမစွာတော့ဖွဲ့ချုပ်တကယ်ကိုအပြတ်အစတောင်းကြေးကောင်းကြိုနိုင်တည်နေစိတ်ဓာတ်နဲ့ပဲဆက်လုပ်နေတယ်ဆိုလို့ရှိရင်တော့လေကျေးဇူးတင်ပါတယ်လို့ပြောပါတယ်အခုဆိုလို့ရှိရင်ဒါမရှိနာမှာတော့မဟုတ်ပါဘူး။ကျမတို့တဏ္ဍာန်လုံးကဒီလိုအခက်အခဲတွေနဲ့ဉာဏ်ဆိုင်ရပါလား။ ရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ပါတီများပုဂ္ဂိုလ်များနိုင်ကျင်တာသဘာဝပါဒါပေမဲ့နိုင်အောင်ရုပ်တဲ့နေရာမှာတမက်တရားမြတ်မြတ်ကြားကြနဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကိုစောင့်ထိန်ပြီးတော့လွတ်သွားပါလေအင်တာမရေးရှိပါလေမြင့်တင်တာကဒီလူလူတို့တွေကအခုလာမဲ့ရွေးကောက်ပွဲမှာပါဝင်နိုင်ဖို့အင်တာရေးရှိတယ်အထူးရေးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ ်2017တုန်းကအခွင့်အရေးတစ်ခါဆုံးရှုံးခဲ့ပြီဒီတော့နှစ်ဆပြောပြီးတော့ဒီတစ်ခါကျွန်တော်ရဲ့ energy ကိုပဲချက်ပေးကြပါလို့ကြားနေတယ်2017တုန်းကမပေးလိုက်ရတဲ့မဲတွေဒီတစ်ခါတစ်ခါလည်းအလုံးစုံပြုံပြီးတော့ပေးပါလို့ကျွန်တော်ဟိတ်တာရခဲ့ပါတယ်ရတော့မြို့သားဒီမိုကရေစီခွဲချုပ်အောင်နိုင်ရေးအတွက်တနိုင်လာလုံးမှာ ဖတ်ပြီးတော့လုတ်တဲ့အခါမှာအဖွဲ့ချုပ်အောင်နိုင်ရေးဆိုတာတကယ်တော့ကျမတို့ဟာဒီမိုကရေစီအောင်နိုင်ရေးဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအောင်နိုင်ရေးနိုင်ငံသူနိုင်ငံသားများအောင်နိုင်ရေးအတွက်လုပ်နေတယ်လို့ဆိုတော့ပြည်သူတွေနားလည်စေချင်ပါတယ်အဖွဲ့ချုပ်အောင်နိုင်ရေးဆိုတာအဖွဲ့ချုပ်ကနေအစိုးရလုပ်ဖို့တော့ဖြေထုတ်ပါတယ်ဒါပေမဲ့အစိုးရဆိုတာအာဏာနဲ့ဩဇာနဲ့အခွင့်အရေးကိုယူဖို့မဟုတ်ပါဘူးပြည်သူအတွက်အလုံးလုံးဖို့ပါဆိုတယ်ဒီမှာပြောနေတာ ဒီမိုကရေစီဆိုရဆိုတာတကယ်စစ်မှန်တဲ့ဒီမိုကရေစီစံထုံးစံထားတွေကိုယုံကြည်တဲ့အစိုးရဆိုတာပြည်သူကိုမချိတ်ချောက်ဖဲနဲ့မလုံးမသေးဖဲနဲ့စီးအောင်နိုင်အောင်ချိတ်ချောက်မှစီးအောင်လို့ရမယ်မလုံးမင်းနဲ့စီးအောင်လို့ရမယ်ဆိုတော့ဒါတကယ်တော့ပြည်သူလေးစားတဲ့လေးစားတဲ့အစိုးရဘယ်တော့မှပြစ်နိုင်မှာမဟုတ်ပါဘူးဆိုတော့မလုံး ပတ်သက်လို့ကျမတို့ကလည်းဒီဟန်ဒီနေရာမှာကျမတို့မပြိုင်နိုင်ပါဘူးကြာအမှန်ပါပဲကျမတို့ကဟိုဟာပေးဒီဟာပေးလွတ်နိုင်တဲ့အခြေအနေမရှိပါဘူးပြီးတော့ပေးလို့ရှင်လည်းယူပါကျမတို့ပဲမဲချက်ပါလို့ကျမတို့စိတ်တိုင်းတိုင်းပဲကျမတို့ချင်းချောက်ခံနဲ့ပတ်သက်လို့ကလုံးဝလက်ခံနိုင်တာအကြောင်းမရှိပါဘူးဒီလိုပြည်သူကိုချိတ်ချောက်ပြီးတော့ရေကောက်ပွဲမှာမဲရအောင်လုပ်တာ ဒါမှမဟုတ်ကိုယ့်ရဲ့ပြိုင်ဘက်ကမဲမရအောင်လုံးတာဟာတရားဥပဒေနဲ့လည်းမကန့်ညင်ဘူးလူသိက္ခာနဲ့လည်းမကန့်ညင်ဘူးဒီမိုကရေစီစံတုံးစံထားအနေနဲ့လည်းလုံးဝဆန့်ကျင်နေပါလေအထူးသဖြင့်မြစ်ကြီးသားတို့ဝန်သားများများတဲ့မြို့ပါဆက်ပြောရစီဌာနဆိုင်ရာအကြီးအကဲတွေကဘယ်ပါတီကိုဖေးရမယ်ဘယ်ပါတီကိုမဖေးရဘူးလို့ပြောတာဟာဥပဒေချောပေါက်ရရောက်ပါတယ်ဆိုတော့ဝန်သား ေပတ်တိရှိရှိနဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုမဲပေးပါလို့ပြောဆိုနေတာ။ဒါကြည့်ရတော့လေဒီကောက်ပွဲမှာဘယ်သူ့ကိုမဲပေးလိုက်ပြီဆိုတော့သူတိနဲ့တိမှာမဟုတ်ပါဘူး။ရှိုးရအမဲပါလေ။ဒါကြောင့်မလို့ရှောက်၊ရှောက်တိုင်းမကြောက်ဘူးပါလေ။ရှောက်။မဲလို့မကြောက်ဘူး။မကြောက်မကြောက်ခဏဆိုလို့ရှိရင်ဟေး ရေးအတွက်ကြိုးပမ်းစဉ်ကာလပခုတ်ပူဆရာတော်ကြီးတစ်ဖက်ကိုပေးလိုက်တဲ့ဩဝါဒကိုကျမဤသူတွေနဲ့ပြန်ပြန်မျှပြီးပြောပါတယ်အဲ့ဒါကရိုးရိုးလေးပါ၆တိုင်းနဲ့မကြောက်နဲ့မကြောက်ဖဲနဲ့မနေနဲ့မြောက်တိုင်းနဲ့မမြောက်နဲ့မမြောက်ဖဲနဲ့မနေနဲ့တဲ့ဒါနိုင်ငံရေးသမားတွေအတွက်တည်းမကောက်ဤသူလူထုအတွက်ပါအင်မတန်မှအရေးကြီးတဲ့အင်မတန်မှအတိတ်ကသေးဝါတဲ့ဩဝါဒဖြစ်ပါတယ် ၆တိုင်းလည်းမကြောက်နဲ့ဆိုတော့ကျမတို့ပြည်သူတွေကကောင်းကောင်းငားလေနေပါလေချိတ်ချောက်ခါတော့တော့အဲ့တော့အဲ့ဒီချိတ်ချောက်တိုင်းလည်းမကြောက်ဖို့ဆိုတာတော့ကိုယ်စိတ်ကိုကိုပြင်ရမယ်ကျမတို့အားလုံးဟာစူပောင်းအင်အားတောင်းလို့ရှိလို့ရှိရင်ဘယ်သူမှဘာမှကျမတို့လုံးလို့လုံးလို့မရပါဘူးဒါကြောင့်၆တိုင်းမကြောက်ပါနဲ့ဒါပေမဲ့မကြောက်ဖဲလဲမနေနဲ့ဆိုတဲ့အဓိပ္ပာယ်ကတော့ ပတိတော်ရှားမယ်ဆိုတဲ့အဓိပ္ပာယ်ပါချိန်ချောက်လို့ရှိရင်လူတွေဟာချိန်ချောက်တဲ့အဆင့်ချိန်ချောက်တဲ့အလုပ်မျိုးချိန်ချောက်တဲ့ဆိုတာတကယ်တော့တိတ်ခါရှိတဲ့အလုပ်မဟုတ်ပါဘူးပြီးတော့ချိန်ချောက်တဲ့အလုပ်လုပ်တဲ့လူတွေနဲ့ပတ်သက်လို့ပတိထားမယ်ဆိုတော့ကျမကလည်းပတိပေးပြရစီပတိထားပတိထားမယ်ဆိုတာကျမတို့မျိုးဒီရွေးကောက်ပွဲမှာပြည်သူလူထုတွေပြည့်ပြည့်ဝဝ ဘဲပေးလို့မရအောင်လုံးမဲ့ကိစ္စတွေကိုသတိထားကြပါကိုယ်နာမည်မဲပေးပါအောင်လုပ်ကြပါနောက်ပြီးတော့ရဲကောက်ပဲနေပါလို့ရှိကြရင်ဖြစ်အောင်လို့သွားပြီးတော့မဲပေးကြပါကိုယ်တိုင်းပေးရမယ်မဲနော်လိုက်ပြီးတော့လိန်လေလက်ရပြီးတော့ငါတို့ရက်ွက်တရက်ကလုံးတဲ့မဲပေးမယ်ငါတို့ပေးကြဆိုတော့အဲ့ဒါမဟုတ်ဘူးမဟုတ်ဘူးဒါရီကလိန်လေလက်ပြမှုတွေပဲဒီတော့ဒီလိုလိန်လေလက်ပြမှုတွေကိုသတိထားရမယ်အဲ့ ချောက်တချောက်တိုင်းနဲ့မချောက်နဲ့မချောက်ဖဲနဲ့မနေနဲ့ဆိုတော့ဒီချင်းချောက်တဲ့လူတွေဟာချင်းချောက်လို့မရရင်တခြားဘယ်နည်းတွေသုံးဖို့မသုံးဖို့မလဲဆိုတာတော့ဆိုရင် this love ဆိုရင်ရမယ်ပဋိဌာန်။နောက်မြောက်တိုင်းနဲ့မမြောက်နဲ့မမြောက်ဖဲနဲ့မနေနဲ့လို့ဆိုတာဒီလိုပါမြောက်တိုင်းမမြောက်နဲ့ဆိုတော့အခုရွေးကောက်ဝိုင်းကြီးမှာတခါမှလက်မကြည့်တဲ့လူကပြည်သူရောမြောက်သလားမပြောနဲ့။ဒါကြည့်တော့ကြတာပါ။ ါနဲ့လို့ပြောတာပါဒီမှာတို့ကတော့ဒီမှာတို့နိုင်ငံရေးမှာစိတ်ပါဝင်စားတဲ့ပြည်သူတွေသိပါတယ်အနည်း29နှစ်လုံးလုံးဒီဇိုင်းမမနိုင်ငံရေးလုပ်ခဲ့တာဘယ်တော့မှမကျွားလို့မရခဲ့ပါဘူး2000တခုနှစ်လုံးကရကြီးငါးဘက်ကိုခီးသွားရတာလေအင်မတန်မှအန္တရာယ်တွေနဲ့များပါတယ်။နောက်အပြန်မှလည်းကျွားတို့အာကားရမ်းလာပြီးတော့တိုက်ခိုက်ခံရပြီးတော့ကျွားတို့အလုံးထိမ့်သိမ့်ခဲ့တယ်ဆိုတာလည်းတချို့တိတိလားဖြစ်ပါတယ်။ဒါနဲ့ မကပြောချင်တာကကျမတို့အဖွဲ့ချုပ်ကဒီဇိုင်းသားမှဒီမိုကရေစီဘက်ကပြည်သူဘက်ကရပ်တည်ခဲ့တယ်။အခုနိုင်ငံရေးလောက်လာပုံပြီးတော့ခြောင်လှယ်တဲ့အချိန်မှာကျမတို့လုံးဆောင်မဟုတ်ပါဘူး။အင်မတားမှကြက်သေးပြီးတော့အင်မတားမှအန္တရာယ်များတဲ့အချိန်မှာလဲကျမတို့ရဲ့ရည်ရွယ်ချက်တွေကျမတို့ရဲ့ရည်မှန်းချက်တွေကိုလုံးဝလက်မလွတ်ခဲ့နဲ့ကျမတို့လွတ်ခဲ့ပါတယ် ဲ့ဒီလိုလုတ်ခဲ့ရလာကြောင်းနဲ့ပြည်သူလူထုဟာကျမတို့ယုံကြည်တယ်လို့ကျမကလည်းအထက်ကနေပြောယူဆပါတယ်ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအစိုးရဖွဲ့ကျင်တယ်လို့ကျမပုံဝင်လေးလေးပဲပြောပါတယ်တချို့ကရေသောဖွဲ့ဝင်လာမအောင်ဝင်လဲဆိုတော့မရှင်းမရှင်းနဲ့အစိုးရလုံးချင်လို့ဝင်လဲအစိုးရလုံးချင်လို့ဝင်တယ်လို့ဥပဝင်လဲပြောတယ်ဘာအချောက်ပြောနေမှမသိဘူး လို့ရှိရင်ဘာဖြစ်လို့လဲအစိုးရလုံပိုင်ခွင့်နဲ့ရှိမှကျမတို့ပြည်သူတွေအတွက်ကျမတို့ရဲ့ရင်ပန်းချက်တွေကိုကျမတို့အကောင့်ထဲပေါ်ပြနိုင်မှာပါအစိုးရမဖြစ်သေးရင်ကျမတို့ရဲ့ရင်ပန်းချက်တွေဟာရင်ပန်းချက်အဆင့်မှာပဲရှိနေမှာဖြစ်ပါတယ်ဒါကြောင့်ကျမတို့ရွေးကောက်ပွဲမှာအချို့ကပြောတယ်လေဘလောက်လောက် energy ကနိုင်တယ်လဲဆိုတော့ကျမအများပြောပါတယ်တရားရာဂိုင်လုံးနိုင်တယ်တချို့ကအဲ့လောက် ဒီကြောက်ရတယ်လို့ရှိတယ်ဒီကြောက်ရမှာမဟုတ်ဘူးအတီးကြောက်တာဆရာရာကလုံးပုံမှန်တယ်ဖဲစည်းပုံအခြေခံဥပဒေအရဆိုလို့ရှိရင်လွတ်တော်တိုင်းမှာပြည်တော်စုလွတ်တော်ပြည်နယ်လွတ်တော်တွေတိုင်းလွတ်တော်လွတ်တော်တိုင်းလွတ်တော်တိုင်းမှာဆိုရင်အားလုံးသိတဲ့အတိုင်းပဲတမတော်သားကိုယ်စားလှယ်တွေက25ရာခိုင်နှုန်းရှိတော့ ပြည်သူတွေရွေးချယ်တဲ့ကိုယ်စားလှယ်တွေက85ရာခိုင်နှုန်းပဲရှိတယ်။အဲ့တော့ကျမတို့ဟာအပြတ်အသတ်တရားရာခိုင်နှုန်းနိုင်တောင်မှပြည်တော်စုလွတ်တော်ထဲမှာ90ရာခိုင်နှုန်းပဲရမှာဖြစ်တယ်။ဒါကြောင့်ကျမတို့ကနေပြောရင်အပြတ်အသတ်နိုင်တယ်ဆိုတာဟာကျမတို့ပြည်သူအတွက်လုံချင်တဲ့လုံရမ်းနေလို့တိတိယောက်ယောက်အကောင့်ထဲပေါ်နိုင်ဖို့ပဲဖြစ်ပါတယ်။ဒီတော့ဘုရားတော်အရေးကြီးဆုံးပဲ ဒါပေမဲ့ပြည်နယ်တွေတိုင်းတော်တွေအားလည်းအရေးကြီးပါတယ်။ပြည်တော်စုဘဟုနဲ့ပြည်နယ်တိုင်းတွေဟာဟန်ချက်ညီညီအလုံးလုံးမှာဒီဘက်ကလိုချင်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်တော်စုကိုထူထောင်နိုင်ပါပါ။မြစ်ကြီးမားမှာဆိုလို့ရှိရင်တိုင်းသားလူမျိုးပေါင်းစုံဖြစ်ပါလိမ့်မယ်။အဲ့တော့ဒီတိုင်းသားများကိုဒီဘက်ပြောပြရစီဒီဘက်ကအဖွဲ့ချုပ်ဟာတိုင်းသားအားလုံးအတွက်ပြည်တော်စုအတွက်ထူထောင်ထားတဲ့အဖွဲ့ချုပ်ဖြစ်ပါလိမ့်မယ်။ ဗမာတိုင်းသားတွေအတွက်ပါပါချီတောင်ထားတဲ့အခွင့်အရေးမဟုတ်ပါဘူး။ဒါကြောင့်မလို့1969ခုနှစ်ရွေးကောက်ပွဲတုန်းကတိုင်းသားကိုယ်စားလှယ်အများဆုံးအရေးချေခံရတာဟာမျိုးသားဒီမိုကရေစီအခွင့်အရေးကဖြစ်ပါလေ။ဒါရောဒီလိုလက်ချာမှာဒီလိုပြည်တော်စုကိုကိုစားပြုတဲ့ပါတီတစ်ခုထူထောင်တာဟာမထူထောင်လို့မဖြစ်ဘူး။အဲ့ဒီလိုထူထောင်မှ ွားတဲ့နိုင်ငံတစ်ခုလုံးကိုစီးစီးလုံးလုံးနဲ့ဒီမိုကရေစီနဲ့ကိုရောက်ဖို့လုပ်ဆောင်ပါပါဒါမှကျမတို့ဟာဒီနယ်ရီမှာလည်းအပြည့်အဝဒီမိုကရေစီအခွင့်အရေးရအောင်လုပ်ပေးဆိုင်ပါပါဘဟုမဒီမိုကရေစီမရဘဲနဲ့ပြည်နယ်မှာဘယ်တော့မှဒီမိုကရေစီရမှာမဟုတ်ဘူးလို့ပြောပြရတယ်။ဘဟုမတော့ ကျွန်တော်တို့မဲပေးကြပါပြည်နယ်မှာကြရင်တော့အခွင့်အရေးလုံးဝရပါစေမယ်ဆိုပြီးတော့ဒီမိုကရေစီမဆန်တဲ့ဇာတ်တွေကိုနားမယောင်ရပါနဲ့လို့ကျွန်မပြောချင်ပါတယ်ကျွန်တော်တို့လုံးဝတည်းဆိုတာလက်တွေ့ကြရလုံးဝလက်တွေ့ကြရလုံးဝတဲ့နေရာမှာအားလုံးကတော့သဘောကျမှာမဟုတ်ဘူးလူဆိုတာတယောက်နဲ့တယောက်တယောက်တောင်မှစိတ်ချင်းသဘောချင်းတူတာမဟုတ်ဘူးဒီကဘာလုံးကဘာသမိုင်းမှာကြည့်လိုက်ပါ သဘောပမိုင်းဆိုလူသားတွေရဲ့ပမိုင်းကိုစိတ်ပါရပဲကြည့်လိုက်ပါအမွာဘူးပြတောင်မှချွတ်ဆွတ်တကယ်လုံးဝဘာမှမကွာမခြားပဲတွေ့ရဆိုရှစ်ကုန်ရှိခဲ့ပါဒီကဘာပမိုင်းတစ်ယောက်လူသားရဲ့ပမိုင်းတစ်ယောက်မှာမရှိခဲ့ဘူးဒါလူရောရဲ့သဘောဝဘဒဝါများရဲ့သဘောဝအဲ့တော့တယောက်နဲ့တယောက်မှာစိတ်ချခြင်းရလဲမတူအတွေ့ခေါ်ခြင်းရလဲမတူညှော်လေးတဲ့ခြင်းရလဲမတူ ဒါပေမဲ့ဒီမတူညီချက်တွေကြောင့်မလို့ကျမတို့ဟာမညီညွတ်စရာအကြောင်းမရှိဘူးဒီမိုကရေစီနည်းရဒီမတူညီချက်တွေရနေပြီးတော့ကျမတို့ညီညွတ်မှုရှာရမယ်အလင်းလက်တွဲပြီးတော့အလွတ်လွတ်ရမယ်ကျမတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အရေးကိုဆိုတာဟာဒီလူလူတို့ဟာစိတ်ပါလက်ပါနဲ့ပါမှဖြစ်နိုင်မှာပါဒီလူလူတို့မပါဘဲနဲ့ဘယ်စနစ်မှမအောင်နိုင်ပါဘူး အဲ့တော့ပြည်သူလူထုကိုငါတို့ကိုမဲထက်ပေးပါငါတို့အားလုံးလှုပ်ပေးပါမယ်ဆိုဘယ်တော့မှမယုံပါနဲ့လို့ပြောပြတယ်။ဒီမှာတော့အားလုံးမလှုပ်ပေးနိုင်ဘူး။ပြည်သူလူထုပူပေါင်းမှလှုပ်ပေးနိုင်ပါမယ်။ဒီမိုကရေစီအစိုးရဆိုတာပြည်သူရဲ့ပူပေါင်းပါဝင်မှုကိုအားကိုးရတယ်။အဲ့ဒီပြည်သူရဲ့အင်အားကိုတန်ဖိုးချရတယ်။ပြည်သူကိုလိမ့်စားရတယ်။အဲ့ဒီတော့မှပြည်သူနဲ့အတူ နိုင်ငံအတွက်လိုအပ်တဲ့ကိစ္စတွေကိုကျမတို့ဖြစ်ပြီးရောက်ရောက်လုပ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ပြည်သူများဟာတတိရှိရှိနဲ့အခုရွေးကောက်ပွဲမှာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယုံကြည်မှုပေးပြီးတော့မဲပေးပါလို့ကျမမြစ်တာရထားချင်ပါတယ်။ယုံကြည်မှုဆိုတော့ကျမကကျမတို့အဖွဲ့ချုပ်ရဲ့အလံကိုမဲပေးပါ။ကျမတို့ဟာ ကျမတို့ကိုယ်စားလှယ်တယောက်ချင်းကိုမဲပေးဖို့တောင်းဆိုနေတာမဟုတ်ပါဘူးကိုယ်စားလှယ်အားလုံးကိုမဲပေးဖို့တောင်းဆိုနေတာပါအားလုံးကိုမဲပေးဖို့ဆိုတာဒီကိုယ်စားလှယ်အားလုံးဟာအမျိုးသားဒီမိုကရေစီအဖိုက်ချုပ်ရဲ့ဘူဝါဒသဘောထားတရားပေါင်းကိုသိရပြီးတော့လှုပ်ရှားပါပါဒီလိုတော့ပါသားနဲ့ကျမတို့ပြည်သူတွေကိုပေးထားတဲ့ကတိတွေအတိုင်းကျမတို့လုပ်နိုင်ပါပါကျမတို့အဖွဲ့ချုပ်ကကိုယ်စားလှယ်တွေဟာအဖွဲ့ချုပ်ရဲ့ ကောင်းဆောင်မှုအနောက်ကနေပြည်သူလူထုအကျိုးကိုထမ်းဆောင်ဖို့လိုပါလား။ဘယ်ဒီမိုကရေစီနိုင်ငံမှာပဲဖြစ်ဖြစ်နိုင်ငံရေးပါတီများကသာအစိုးရကိုဖွင့်နိုင်တာပါ။ဒါကြောင့်ကျမတို့ဟာနိုင်ငံရေးပါတီကိုကြည့်ပြီးတော့လဲပေးဖို့လိုပါတယ်။ဘယ်နိုင်ငံရဲ့ပါတီဟာငါတို့နိုင်ငံရဲ့အကျိုးကိုတကယ်ချဆောင်နိုင်မလဲဆိုတော့ကြည့်ပြီးတော့မဲပေးဖို့ဟာအရေးကြီးပါတယ် ိုယ်စလဲတယောက်ချင်းတယောက်ချင်းကိုကြည့်နေလို့ဖြစ်ပါဦး။သူတို့ထဲမှာအားနည်းတဲ့လူရှိတယ်၊အားတန်တဲ့လူရှိတယ်။အဖွဲ့ချုပ်ရဲ့တာဝန်တွေကတော့ကိုယ်စလဲကိုယ်စလဲတွေကိုကိုထိန်းထားဖို့ကိုယ့်ကိုယ်စလဲတွေကိုပြုမြင်ဖို့လိုအပ်လို့ရှိရင်ကိုယ့်ကိုယ်စလဲတွေကိုထုံးပါဖို့ဖြစ်ပါတယ်။ဒီလိုလူတွေရဲ့တာဝန်ရတော့ဒီဘက်ကတော့မဲပေးပါလို့ပြောဆောတယ်။အခုဒီဘက်က ဟောပြောပွဲတွေလုပ်တဲ့အချိန်မှာအခုရှိဆိုလို့ရှိရင်ဒီနေရာအချိန်အရရောရာဇီဥတုအရောအပူဆုံးဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကအပီသူရဲ့အတန်ကိုလည်းကြားနေတာကြောင့်ဒီကတော့လုံးလေလုံးချရှိတဲ့အမေဖေမင်းကိုအမေအမေဖေအခန်းကိုကျမတို့အခုစပါမယ်။ကျမတို့မေးနေတာရှိတာကျမတို့အခွင့်အရေးနဲ့ပတ်သက်လို့မရှင်းတာဒီလိုမျိုးလေးချက်တွေကိုဖွင့်ဟပြောနေတဲ့ကျမတို့ပြိဿတ်ချက်ကပြည်သူများလက်ဆောင်ပြီးတော့အရှိတ်ကိုတက်ခဲ့ပါဒ ချေးကိုတက်ပြီးတော့မိကုန်းနေမေးလို့ရပါတယ်ဒီမှာလဲအသက်ဆိုင်ဆုံးဖြေပါမယ်လို့ပြောပြတယ်ဟယ်လိုဟုတ်ကဲ့